JD ကစန်းစီရဲ့စနစ်သမီးရွယ်ကလေးအဆုံးဝါလေဆုံးဝါဆိုတော့ဒင်းနေတဲ့မမ်မီနဲ့ကစန်းစီတလသမီးရွယ်ကလေးကအာဘယ်ခေါမလဲကိုွေးသွားတာပေါ့နော်တလသမီးရွယ်ကလေးကကိုွေးသွားတော့စန်းစီကအမေဘက်နဲ့ကြီးတာအမေဘက်ကအဖိုးဖွားနဲ့ကြီးတာဆိုတော့အာစန်းစီအသက်ကလေးကလေးကအဲ့လိုကြောင်ပိတ်တဲ့အချိန်တော့မှဒင်းနေတွေ့ရတာလေမမ်မီကတော့မမ်မီကတော့ဒင်းဒီကိုပထမအဦးဆုံး first love ပေါ့နော် first love ဖြစ်လို့ရှိရင်ပထမအဦးဆုံးချစ်ပထမအဦးဆုံး ဒီအမျိုးသားနဲ့ပဲအိမ်တော်ကြခဲ့တာပေါ့ဒါပေမဲ့မမီနဲ့သမီးစားဖြစ်တဲ့အချိန်ကလေးကဒေဒီကသူ့ရဲ့ရှေ့မှာသူထားခဲ့တဲ့ရီစာသမီးစားကြောင်းလေးတွေတော်အမြင်ပြပြရတယ်။အမြင်ပြပြရတဲ့အခါကျမမီဥမီးတာပေါ့နော်မမီတော့ဝင်မတူဘူးလားပေါ့ကိုသားဆိုရင်မမီညာမမရလောက်ဘူး။ တချင်းကလောက်တာကြပြီစင်းတီကတချင်းကတော့အများကြီးရှိရယ်ထွက်မယ်ဆိုလို့ရှင်တော့တန်းစီပြီးတော့အများအများကြီးရှိရယ်ပေါ့နော် အုံကျွန်းတွေက copy တွေပေါ့ကောပေါ့နော်အုံကျွန်းနဲ့ copy ဆိုလို့ရှင်စင်းတီရဲ့အဖေပေါ့နော်ဥလစံထွဲဝါတီးစီကဥလစံထွဲဝါရဲ့အာတချင်းခွေလဲထွက်ဖို့ရှိတယ်ဒေဒီအသက်ကအခုဆိုရှိမယ်ဆိုရင်စင်းတီကစင်းတီအစနစ်တမိရွယ်မှာစုံသွားပါလိဒေဒီအသက်ကအခုချိန်ရှိမယ်ဆို60နံပါတ်8 9လောက်ရှိပြီပေါ့နော် 65 69 68 69ဆိုတော့ဒတီတို့အသက်အရွယ်ခုနစနေပြောတဲ့အသက်အရွယ်လောက်ပဲတိကြမှာဆိုတော့ဒီကလေးတွေပဲတိတော့မလဲကိုရီတော်မှနော်စမဆိုင်စီတော်မှအခုအောက်တိုဘာ22ကဆို30ပူပြည့်ပြီကိုရောင်မှဒတီတချင်းတွေကိုအော်ဒီတချင်းလေးတွေဒတီရေးခဲ့တာပါလားဆိုပြီးတော့မှကိုရောင်မှအရန်အော်တကြီးဖြစ်ခဲ့ရတဲ့တချင်းတွေမြောက်များစွာရှိတယ်။ဘာတချင်းတွေဖြစ်မလဲဆိုတော့ အာအရင်တော့ဥဇုံဝင်းရှိန်ဆိုခဲ့တဲ့တခြင်း UNK ဆိုတဲ့တခြင်းအဲ့ဒါဆိုအုံချုံတခြင်းလေးဖြစ်တယ်အဲ UNK တခြင်းဆိုရင်စနေရအဖေအဖေကစနေရအမေကိုရေးထားခဲ့တာအမေကိုခိုးပြေးတာခိုးပြေးတော့သိရမလားသူခိုးပြေးတဲ့အချိန်မှာမခိုးပြေးခင်မှာစနေရအမေကိုစနေရအဖိုးနဲ့အဖွားရှိမှာဒေဒီကမိသားစုလိုက်လာတောင်းတာလာတောင်းတဲ့အချိန်မှာအဲ့မှာသူကတခြင်းလေးမှာအရင်ဘလောက်တောင်မှအရင်တော့တခြင်းနဲ့အနှစ်တည်းလေနော်စာသားတွေအစအနှစ်တည်း ဘာပြောလို့ဆိုတော့ anti-UNK တဲ့ဥသမီးနဲ့ကျွန်တော်မှတိတ်ချင်နေကြတယ်တဲ့။အော်ဥသဘောမတူရင်လေဘဝကိုတူရင်ဆိုင်လိုက်တော့မယ်ဆိုပြီးတော့မှပေါ့နော်။ဒေဒီယာမမီကိုလာတောင်းတဲ့အချိန်မှာဤထားတဲ့သင်းလေးဖြစ်တယ်။ဆိုတော့အဲ့သင်းတိုင်းလေးပဲပေါ့နော်။အင်းကသဘောမတူတော့မမီကိုခိုးပြသွားတယ်။အဲ့တိုင်းပဲအဲ့သင်းတိုင်းပဲဖြစ်တယ်ပေါ့။အဲ့လိုမျိုးလေးတွေပေါ့။သင်းလေးတွေတကယ်ချစ်စရာကောင်းတဲ့အမတ်တရားသင်း ဟိုအုံချွတ် တခြင်းလေးတွေအဲ့ဒါဆိုဥဆောင်ဝင်ရှင်ဆိုခဲ့တဲ့တခြင်းပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေပေါ့ကိုတော့မှဩဒီတခြင်းနဲ့ကဒီလိုလားသူရေးတဲ့တခြင်းတွေအကုန်လုံးစတိုရီအကုန်လုံးရှိတယ်ဖြစ်ရမှန်နေပေါ့နော်သူရဲ့ခံစားချက်အစစ်မှန်နေပေါ့နော်ဆိုတော့အဲ့ဒီဒိဋ္ဌိသမီးဆိုတော့လေကျမကိုယ်တိုင်လည်းအဲ့ဒီတည်းကူတာလည်းနေမှာပေါ့နော်အုံချိုတခြင်းတော့ဒရီကတော့အရန်တော်ပါတယ်ကျမကတော့အုံချိုမဲ့ရေးတက်တယ်ကျမအဖေကတော့ကော်ပီပဲလာလာအုံချိုမဲ့လာလာအရန်တော်ပါတယ်လို့တကယ်ကိုစာသားတွေကစာအနှစ်တရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့် JD ကစန်းတီရဲ့စနစ်သမီးရွယ်ကလေးအဆုံးဝါလေဆုံးဝါဆိုတော့ဒင်းနီနဲ့မမ်မီနဲ့ကအာစန်းတီတလသမီးရွယ်ကလေးကအာဘယ်ခေါမလဲကိုွေးသွားတာပေါ့နော်တလသမီးရွယ်ကလေးကကိုွေးသွားတော့စန်းတီကအမေဘက်နဲ့ကြီးတာအမေဘက်ကအဖိုးဖွားနဲ့ကြီးတာဆိုတော့အာစန်းတီအသက်ကလေးကလေးကအဲ့လိုចောင်းပိတ်တဲ့အချိန်တော့မှဒင်းနီနဲ့တွေ့ရတာလေ ဆိုတော့ဒီကိစ္စတွေ့ရတာဆိုတော့အမှတ်တရတွေကတော့မြောက်မြောက်စွာတော့ရှိတာပေါ့။တခြင်းဆိုလည်းကိုယ်အတွက်ရေးထားတာတခြင်းလေးတွေရှိတယ်ပေါ့နော်။လာပါလိမ့်မယ်။ကိုယ်အတွက်ဆိုသူ့မှာဒီသမီးလေးတယောက်ပဲရှိတာ။ဆိုတော့အဲ့ဒီအတွက်ကိုယ်လည်းသူရေးထားတဲ့တခြင်းလေးရှိတယ်။ဆိုတော့အမျိုးသမီးအဲ့ဒီဆေးကိုဆေးခန်းမှာမွေးတဲ့ချိန်မှာဆိုင်းလေးကိုအပေါ်မှာဗားလေးမွေးလဲမိန်းကလေးဆိုတဲ့ချိန်မှာဟာသမီးလေးမွေးတယ်ဆိုပြီးတော့ယောက်ျားလေးတွေကတည့်ရတိုင်းပဲလေသမီးမိန်းကလေးဆိုသိချစ်ကြတာ။ဆိုတော့အာသမီးလေးမွေးတယ်ဆိုတော့ချက်ချင်းအောက်မှာကျွန်တော် သမီးလေးမွေးတယ်ဆိုပြီးတော့ဂီတတီးပြီးတော့မှချက်ချင်းတချင်းဆက်တယ်အဲမျိုးလေအမတ်တရားအများကြီးပဲကျမဖေကျမတို့လေးထားတဲ့ချင်းလေးရှိတယ်ဟုတ်ပြီးရစတိုရီလေးတွေကိုတည်ရတဲ့အချိန်မှာရောဘလောက်ဒါဘလောက်လောက်ဒီကိုပျော်ရတဲ့အခိုက်အတန့်လေးများလဲပြပြပြပါဦးကတည်နေရလေจีนูခဲရဆိုတော့သူ့တချင်းနေကုံတော်တော်များကမမီကိုလည်းရေကြီးချီကျူးတယ်မမီကတော့မမီကတော့ဒတိကိုပထမဦးဆုံး first love ပေါ့နော် first love ပြီးလို့ရှိရင်ပထမဦးဆုံး chip ပထမဦးဆုံး ဒီအမျိုးသားနဲ့ပဲအိမ်အောင်ကြခဲ့တာပေါ့ဒါပေမဲ့မမီနဲ့သမီးစားဖြစ်တဲ့အချိန်ကလေးကဒေဒီကသူ့ရဲ့အရှိမသူထားခဲ့တဲ့ဒီသမီးစားအကြောင်းလေးတွေသူအမြင်ပြပြရတယ်အမြင်ပြပြရတဲ့အခါကျမမီကိုမေးတာပေါ့နော်မမီတဝင်မတူဘူးလားပေါ့ကိုသားဆိုရင်မမီညံမမရတော့ဘူးကိုသားဆိုရင်လည်းမိအရန်တဝင်ဒေဒီကိုအရန်တဝင်တူမိမှာပဲဗောနမမီကငါရဲချစ်တဲ့ခါကြတော့တဲ့ဘယ်လိုခေါ်မလဲငါမှအဲ့ဒါတွေမရှိတော့ဘူးသူပြောတဲ့ဇလန်စတိုရီလေးကိုနားထောင်ပြီးတော့မှအော်အဲ့လိုလေးဖြစ်တာလားဒေဒီကိုကြာမမီ တယ်မမ်မီကဒေဒီကိုကြာကိုကြီးလို့ခေါ်တာမမ်မီကမမ်မီကိုဒေဒီကကြာတော့ကလေးလို့ခေါ်တာအဲအဲ့လိုမျိုးသူတို့ကလည်းအသက်ကွာတာ哦ဆိုတော့အသက်နည်းနည်းလေးပဲကွာတာပါဆိုတော့၃လေးနှစ်ပေါ့နော်ကွာတဲ့ခါကျတော့မမ်မီကိုသူပြောပြတဲ့ story ကိုကိုပြန်ပြောပြတယ်အခါကျရင်ကိုကဒေဒီနဲ့ခါကျရင်တွေ့တဲ့ခါကျရင်ငငယ်တော့ကိုလာခေါ်ရင်ဒေဒီ အဲ့လိုပြောမမီးပြပြဟုတ်လားရေးထားခဲ့ဟုတ်လားဟုတ်တယ်အဲ့ခါတော့ကသူဘသူရေးခဲ့တာအဲဘယ်လိုဘယ်ကောင်မလေးကဘလို့အဲ့ဇလန်းလေးရှိရတချင်းအားလုံးကသူ့မှာဇလန်းစတိုရီလေးတွေရှိရကျမလို့ပေါ့နော်မိုးရသည်ဆိုမိုးရသည်တပုတ်လို့ပေါ့ဒါပေမဲ့မိုးရသည်ကကိုဇလန်းမို့ကိုတငယ်ချင်းတွေရဲ့ဇလန်းဥမာဟိုပေါ့ထားပါတော့ကိုဇလန်းလေးတွေဆိုလို့ရှိရင်ထားပါတော့တချို့တချင်းလေးတွေရှိမှာပေါ့နော်အဲအဲ့လိုမျိုးလေးတွေပေါ့ဆိုတော့ မတ်တီးရီယားတော့အမြင့်ပြောဖြစ်တယ်ဘုမကတော့အဲ့လိုအမှတ်တရလေးတော့အခါကြတော့မှအော်ဒီလိုမျိုးလေးလားဆိုတော့အဲ့သူအခုခွေထွက်မဲ့ထဲကတပုတ်ဆိုလို့ရှိရင်အဲ့တပုတ်ကထဲကအန်တီပေါ့နော်အန်တီဆိုလို့ရှိရင်အဲသူကသူတို့ခစ်ကဆိုလို့ရှိရင်နိုင်ငံခြားပြီးပန်ထွက်သွားပြီဆိုဗမာပြည်ပြန်လာလို့အဆင်မပြေတော့ဘူးလေအခါတော့အဲ့အန်တီလိုမိသားဆိုလိုက်သူကအာဘယ်ခေါမလဲအမေရိကကိုထွက်သွားတာအထွက်ခင်မှာဒေရီကိုအဲ့အန်တီကငားနေလိုက်ခဲ့ပါပြီးပန်လိုက်ခဲ့ပါခေါ်တယ်ခေါ်တော့ဒေရီကဟွန်းအင်း မြန်မာပြည်ကိုချစ်တယ်မြန်မာပြည်မှာပဲနေမယ်တကယ်ပါဘွားတို့ဘူကိုတို့ကလည်းတဘောမတူပါလဲပါတာပေါ့နော်အဲ့ခေတ်အခါတုန်းကတဘောမတူပါလဲပါတဲ့ခါကျတော့ဒေဒီယာအမအသေးကြီးကိုယ်ပြီးတော့သူကြံခဲ့တဲ့ဟာရေးတဲ့သချင်းလေးတခုရှိတယ်ခေတ်ချင်တဲ့ခါကျတော့စနေ2000အာ2015 16 17လောက်မှာ အမေရိကသွားတယ်မမီနဲ့ဆနီနဲ့အာဒီ love song နဲ့ gospel song သွားရင်းနဲ့မှာအဲ့ဒေဒီရေးခဲ့တဲ့ auntie နဲ့ဆက်လို့ပြန်တွေ့တယ်ပြန်တွေ့တယ် ြန်တွေ့ပြီးတော့မှဒေဒီရေးခဲ့မမီကပြောပြတယ်ဒါအမမကိုရေးခဲ့တဲ့သချင်းဖြစ်တယ်ဒေဒီကဒီရေးခဲ့တာဟုတ်တယ်ဆိုတော့ကျွန်မအဲ့အဒီညက်ရည်တွေဝဲပြီးတော့သမီးလေးကဒေဒီနဲ့အရန်တူတာပဲကျွန်မကျွန်မမင်းနဲ့မတူဘူးကျွန်မဖေနဲ့တူတာချစ်စွတ်ဒီမိစီလေးကအစားတော့ပေါ့နော်မျက်နာတွေကအစားကျူရဲနော်တမီးလေးကဆိုဒေဒီကိုသူသဘောကျသူအရန်နေလွမ်းဆွပြီးသူစနစ်ကိုဖတ်ပြီးမူတာ ဲ့လိုပေါ့နော်အဲဇလန်စတိုရီလေးရှိအထွက်လာလေးရန်တနာလေးမြဲတခြင်းလေးอ่ะอืมချီးစားအမေရိကကိုတကယ်ပဲသွားတော့မှာအပြည့်ပြန်သွားတော့မြဲဆိုလို့တခြင်းလေးတွေပေါ့အဲ့လိုစတိုရီလေးတွေရှိတယ်ထွက်တဲ့ခါကျရင်တရက်ခေါ်ပြီးပြောပြမယ်